ရှင်ဖရာအခုလိုင်းပေါ်မှာပြောနေကြတဲ့သောမကျွမ်းမင်းအကြောင်းကတကယ်ပါလားဖရာတဲ့950နိပတ်တော်ဧကကနိပတ်ကုတလာနိဝတ်ဘိလာရဝတ္တဇတ်မှာတော့ကျွမ်းမင်းဆိုတာရှိပါတယ်သို့တော့အဲ့ဒီကျွမ်းမင်းကအခုပြောနေတဲ့ကျွမ်းမင်းတော့မဟုတ်ပါဘူးเนาะကိုကဖရာအလောင်းကျွမ်းမင်းပါအခုပြောနေတဲ့ကျွမ်းမင်းကမြမရထမဟာဘိတကပန္တိတဘွဲခံပါဠိဆရာကြီးဦးစောရေးတဲ့ဥအောင်ဇေယအထုပ်ပတိစာအုပ်မှာပါတာပါ ါဠိဆရာကြီးဦးစောကအဲ့ဒီအကြောင်းအရာကိုဘယ်ကနေယူပြီးရေးတယ်ဆိုတာတော့ဦးစင်းလည်းမသိပါဘူးเนาะတေချာတာကတော့အဲ့ဒီအကြောင်းအရာဒီဖယားဟောပါဠိတော်မှာမပါတာတေချာပါတယ်လူပြီးပါပြီဖယားလေးတောင်းပါဖယားဗီဒီယိုလေးနဲ့စုပေးပေးပါဖယားကျတော်ကမတန်ဆွမ်းပါဖယားတဲ့တောင်းပါပြီเนาะခုလှူလိုက်တဲ့လေးတောင်းချက်ကိုဦးစင်းရဲ့ဓမ္မအမေအဖြေမှာလိုအပ်နေတဲ့ဖုံးပေအတွက်အသုံးပြုလိုက်ပါမယ် ခုလိုလှူဒန်းပေးတဲ့အတွက်ဖြစ်လျာဘဝသက်တိုင်းမှာ အခုလိုအဖြစ်ဆိုးမျိုးနဲ့ကင်းဝေးပြီးဖရာအစာရှိတဲ့အရိယာသူတော်ကောင်းတို့ဤအဆုံးအမများကိုနာကြားကြင်ကြံရ၍အစင်ရကအစင်ရဆုံးဖြစ်တဲ့ပူခြင်းနာခြင်းတည်ခြင်းတရားတို့ဤကင်းဝေးရာအမှန်ဖြစ်သောနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါစေလို့ဆုတောင်းပတ္ထနာပြုလိုက်ပါတယ်အရှင်ဖရာကိုရင်ဝင့်မဲ့မောင်ရှင်လောင်းလေးတွေကမြင်မနေရဘူးဆိုပြီးနေရာတော်တော်များများမှာ မြင်လေကြားနေရလို့ မှန်လားမှားလားဆိုတာလေးမျှဝေပေးပါဖရားတဲ့ဒါကလူတွေရဲ့အယူအဆတွေပါဖရားဟောမဟုတ်ပါဘူးเนาะမြတ်စွာဘုရားဖရားဖြစ်ပြီးလို့ကတိလဝနေပြည်တော်ကိုပြန်ကြွတဲ့အခါမှာကျင်ရတော်ရတော်တရားဒေဝီဟာသားတော်ရာဟုလာလေးကိုဖရားရှင်ရဲ့ထံမှာအမွေတောင်းခိုင်းလိုက်ပါတယ်သားတော်ရာဟုလာအမွေလာတောင်းတဲ့အခါမှာဖရားရှင်ကသင်္ကန်းစားကိုဆွဲကင်စီလျက်ကျောင်းတော်သို့ခြေလျင်လျှောက်ခေါ်သွားပြီးကျောင်းတော်ရောက်တဲ့အခါမှာ အရှင်သာရိပုတ္တရာကိုဥပိ္ပဇေပြု၍အရှင်မောက္ကလံကိုတရဏဂုံဆရာမှာထားကာကိုရင်ဝိပီသာသနာအမွေကိုပေးလိုက်ပါတယ်။အဲ့ဒီနေရာမှာကြည်လိုက်ပါ။เจ้าတော်တို့ခြေလင်းလျှောက်ပြီးခေါ်သွားတယ်လို့ဆိုပါတယ်နော်။အကယ်၍မောင်ရှင်လောင်းလေးတွေဟာမြေမင်းကောင်းဘူးဆိုရင်ဖယားရှင်ဟာကိုရင်ဝဲမဲ့သားတော်ရာဟုလာကိုမြင်းနှင်းပြီးခေါ်သွားမှာမဟုတ်ပါဘူး။ဒါကြောင့်မောင်ရှင်လောင်းတွေမြေမင်းကောင်းဘူးဆိုတဲ့အယူအဆတွေဟာဖယားဟောမဟုတ်ပါဘူး။လူတွေရဲ့အယူအဆတွေသာဖြစ်ပါတယ်။ အဲ့ဒီလိုလူတွေရဲ့အယူအဆတွေသာဖြစ်တဲ့အတွက်မိမိကြိုက်နှစ်သက်တယ်ဆိုရင်လက်ခံပါမကြိုက်နှစ်သက်ဘူးဆိုရင်လက်မခံဘဲနေလို့ရပါတယ်အရှင်ဖေရလူအချင်းချင်းတူပါလေရဲ့ဘာဖြစ်လို့စင်ရတဲ့လူက စင်ရချမ်းသာတဲ့လူက ချမ်းသာဖြစ်ရတာလဲဖေရဖြေချပေးတော်မူပါဖေရတဲ့ဥပရိပဏာတပါဠိတော်ဝိပင်္ဂဝတ်သုလကမ္မဝိပင်္ဂသုံးပါ မြတ်စွာဘုရားကဥပလူလင်မေးတဲ့ဥစ္စာ14ချက်ထဲမှာမြတ်စွာဘုရားလူအချင်းချင်းတူပါလျက်တချို့သောလူတွေကချမ်းသာပြီးတချို့သောလူတွေကဘာကြောင့်ဆင်းရဲရပါသလဲဆိုတဲ့အချက်ပါပါတယ်။အဲ့ဒီမေခွန်းကိုမြတ်စွာဘုရားကဘယ်လိုပြန်ဖြေသလဲဆိုရင်ချက်သားတူပါလောက၌တချို့သော မိမယောက်ျားတို့သည်ပေကန်းလူတန်းချင်းရှိ၍မစ္စရိယဝန်တို့ချင်းကင်းကြကုန်၏ ထိုပုဂ္ဂိုလ်များတေလွန်တဲ့အခါကောင်းရာသူဂတိတို့ရောက်၍လူဘဝတို့ရောက်တဲ့အခါချမ်းသာကြွယ်ဝကြကုန်၏လောက၌တချို့သောမိမယောက်ျားတို့သည်ပေကံလှူဒန်းခြင်းမရှိမိစရိယဝန်တိုခြင်းရှိကြကုန်၏ထိုပုဂ္ဂိုလ်များတေလွန်တဲ့အခါငရဲ၌ရှိကြရကုန်၏ငရဲကလွတ်၍လူဘဝတို့ရောက်တဲ့အခါဆင်းရဲကြကုန်၏လို့ရှင်းကြားတော်မူထားပါသည်ဒါကြောင့်လူအချင်းချင်းတူပါလျက် တချို့ကချမ်းသာပြီးတချို့ကဘာကြောင့်ဆင်းရဲရတာလဲဆိုရင် ချမ်းသာရတဲ့လူဟာလှူဒန်းပေးကမ်းမှုရှိတဲ့လူဖြစ်ပြီးဆင်းရဲတဲ့လူကတော့လှူဒန်းပေးကမ်းမှုမရှိတဲ့လူပဲဖြစ်ပါတယ်။အရှင်ဖေရတပည့်တော်မကစိတ်အေးချမ်းအောင် အမြဲကိုရတဲ့ဂုံတော်လေးတွေနဲ့ဖရာအမြဲရှိခိုးပါတယ်။ဒါကိုသူများတွေက အလကားပါဆိုပြီး အပြစ်ပြောကြပါတယ်တဲ့။ သူတပါးတို့ဤအပြစ်ပြောခဲ့ရခြင်းခံရတယ်ဆိုတာဟာပရာနုဝါဒဘေးဆိုင်တာဖြစ်ပါတယ်ပရာနုဝါဒဘေးဆိုတာကဖះရှင်တောင်မလုတ်ကင်းပါဘူးအဓိကကတော့အတ္တာနုဝါဒဘေးမဆိုင်ဖို့လိုပါတယ်အတ္တာနုဝါဒဘေးဆိုင်ပြီဆိုရင် အပယ်၄ပါးတို့ကြာရောက်မှာဖြစ်ပါတယ်အတ္တာနုဝါဒဘေးဆိုတာကမိမိကိုယ်ကိုမိမိမကြည်ညိုတဲ့စိတ်ဖြစ်ပြီး ြန်လဲဆွဆွဲကဲ့ရဲ့တဲ့ဘေးကိုပြောတာဖြစ်ပါတယ်။ဒါကြောင့်ဘယ်သူတွေကပဲအပြစ်တင်ပြောဆိုနေပါစေအတ္တနုဝါဒဘေးမဆိုင်အောင်မိမိလုံးရဲ့မှန်ကန်နေဖို့ကအရေးကြီးတယ်လို့ပြောကြင်ပါတယ်။မတိလို့ပါအရှင်ဖရမြတ်စွာဘုရားရှင်ကမိန့်တော်မူတယ်။ငါဤသာသနာကိုငါရဲ့သားတော်တွေကပဲဖြည့်ဆည်းလိုက်မယ်ဆိုတာမှန်ပါတလားဖရ။တတိတော်ကိုဖြေချပေးတော်မူပါဖရတဲ့။ လုံးဝမဟုတ်ပါဘူးเนาะတချို့ကမြတ်စွာဘုရားဤသာသနာတော်ကိုမြတ်စွာဘုရားဤတတိသားများဖြစ်ကြတဲ့ယဟန်တန်ခါတော်တွေကပြန်ပြီးဖြည့်ဆည်းလိုက်မယ်ဆိုပြီးပြောဆိုနေကြပါတယ်ဒီဒီချာချာမလိလာပဲနဲ့ပြောဆိုနေကြတာပါเนาะအဲ့လိုလုံးဝမဟုတ်ပါဘူးမြတ်စွာဘုရားကဒင်ခုတ္တပါဠိတော်သရုတ်ကနိပတ်သောမနာတုံမှာဤသာသနာတော်ကိုစီရင်ပြန်ပွားအောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာ ဇိခုဆိုတဲ့အမျိုးသားယဟန်ဇိခုနီဆိုတဲ့အမျိုးသမီးယဟန်ဥပတကာဆိုတဲ့လူအမျိုးသားဥပတိကာမဆိုတဲ့လူအမျိုးသမီးဤပရိသတ်၄ပါးတို့ကပဲလုဆောင်နိုင်တယ်လို့ဟောကြားတော်မူထားပါတယ်ထို့အတူပဲဧသာသနာတော်ကိုပျက်စီးအောင်ဖြည့်စည်းမဲ့ပုဂ္ဂိုလ်များဟာလည်းပဲဇိခုဆိုတဲ့အမျိုးသားယဟန်ဇိခုနီဆိုတဲ့အမျိုးသမီးယဟန်ဥပတကာဆိုတဲ့လူအမျိုးသားဥပတိကာမဆိုတဲ့လူအမျိုးသမီးဤပြိဿ၄ပါးတို့ကပဲဖြည့်စည်းလိုက်မယ်လို့ သတ္တမပတိရူပကပုံမှာမြတ်စွာဘုရားကဟောကြားထားပါတယ်။ဒါကြောင့်သာသနာတော်ကိုပျက်စီးအောင်ဖြစ်စီမဲ့ပုဂ္ဂိုလ်များသည်ယဟန်တမျိုးတည်းမဟုတ်ပဲပရိသတ်၄ပါးဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ကုသိုလ်ကောင်းမှုလုပ်တဲ့လူကြအခက်အခဲတွေ့ကြုံရမကောင်းမှုလုပ်တဲ့လူကြအခက်အခဲမရှိ ဖြစ်နေတာလေးရော ဖြေပေးပါလားဘုရားတဲ့။ဒါကအပြည့်အစုံမှန်မှန်ပါဘူးနော်။ ကောင်းမှုလုပ်ပြီးအခက်အခဲမဖြစ်တာတွေလည်းရှိသလို မကောင်းမှု လုပ်လို့အခက်အခဲတွေ့ကြုံတာတွေလည်းရှိပါတယ်။ကောင်းတာလုပ်ပြီးအခက်အခဲတွေ့ကြုံရခြင်းအကောင်းတာလုပ်ပြီးအခက်အခဲမတွေ့ကြုံရခြင်းဆိုတာတွေဟာကုသိုလ်ကံအကုသိုလ်ကံတွေအကျိုးပေးခြင်းမတန်သေးလို့ဖြစ်ပါတယ်။ရှေ့တုန်းကတငယ်ချင်းနှစ်ယောက်တယောက်ကဥပုသ်ဆောင်သွားပါတယ်။တယောက်ကတော်သေးကိုအမဲလိုက်သွားပါတယ်။ ဥပုပ်ဆောင်တဲ့တငယ်ချင်းចောင်းကပြန်လာတဲ့အခါမှာလက်ပေါ်ကိုတကိုင်းကျိုးချလို့လက်ကျိုးရပါတယ်အမဲလိုက်သွားတဲ့တငယ်ချင်းပြန်လာတဲ့အခါမှာလမ်းမှာရွှေထုပ်ကောက်ရပါတယ်အဲ့ဒီအကြောင်းအရာနှစ်ခုကိုအဘိညာဉ်ရတဲ့ယတိတဦးထံမှာရှောက်ထားကြည့်တဲ့အခါယတိကြီးကမင်းကအတိတ်ဘဝတုန်းကအသက်သေးလောက်တဲ့ကံပါတယ်ဒီဘဝမှာဥပုပ်ဆောင်လိုက်တဲ့အတွက်လက်ပဲကျိုးတာလို့ဖြေပါတယ် မင်းကတော့အတိတ်ဘဝတုန်းကကုသိုလ်ကံကြောင့်ရွှေထုတ်တွေများစွာပေါက်ရဖို့အကြောင်းတရားရှိတယ်။သို့တော့လက်ရှိပြစ်ဆုံးပံမှာမင်းဟာအမဲလိုက်တဲ့အကုသိုလ်ကံကိုကျူးလွန်လိုက်တဲ့အတွက်ရွှေထုတ်တထုတ်ပဲကောက်ရတာဖြစ်တယ်လို့ဖြေပါတယ်။ဒါကြောင့်တခါတရံမှာတွေ့ကြုံရတဲ့အခက်အခဲတွေဟာကုသိုလ်ကောင်းမှုကြောင့်အနည်းငယ်သာတွေ့ကြုံရတဲ့အခက်အခဲတွေသာဖြစ်ပါတယ်။မကောင်းတာလုပ်ပြီးအခက်အခဲမတွေ့ကြုံရခြင်းဟာ သူပြုတ်ထားတဲ့အကုသိုလ်ကံအကျိုးပေးခြင်းမတန်သေးလို့ဖြစ်ပါတယ်။နားလည်ပါစေ။နောက်ဘဝဆိုတာတကယ်ရှိတာလားဖေယား။မေးတာဆယ်ကာလောက်ရှိပါပြီဖေယားတဲ့။ကြံခဲ့တဲ့9ရက်လောက်ကဥစဉ်ဒီမေးခွန်းကိုဖြေထားပါတယ်နော်။မန့်ပိုင်ရှင်မတွေ့လို့ဖြစ်ပါလိမ့်မယ်။အခုလဲထပ်ပြီးတော့ဥစဉ်ဖြေပေးလိုက်ပါမယ်။နောက်ဘဝဆိုတာတကယ်ရှိတာလားဆိုတော့ဖေယားယဟန္တာတွေမှာတော့နောက်ဘဝဆိုတာမရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ဖရာယဟန္တာတွေမှာနောက်ဘဝကိုဖြစ်စေနိုင်တဲ့ကိလေသာနဲ့ကံတရားတွေမရှိတော့လို့ပဲဖြစ်ပါတယ်။ပုထုဇဉ်တွေမှာတော့နောက်ဘဝကို ဖြစ်စေနိုင်တဲ့ကိလေသာနဲ့ကံတရားတွေရှိနေသေးတာကြောင့်ပုထုဇဉ်တွေမှာတော့နောက်ဘဝရှိပါသေးတယ်။အရှင်ဖရာမိန်းကလေးတွေညက်နေပိုင်းပန်းလဲလို့မရဘူးဆိုတာ ဟုတ်ပါသလားဖရာတဲ့။အဲ့ဒီဖရာပန်းလဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဦးစင်ခဏခဏပြောပါတယ်နော်ဖျားပန်းလဲတယ်ဆိုတာဟာကုသိုလ်အလုပ်ဖြစ်ပါတယ်ကုသိုလ်အလုပ်ကို လုပ်တဲ့နေရာမှာနေ့ရွှေညရွှေမရွှေသင့်ပါဘူးတကြားကိုမနက်ပိုင်းစားရင်လဲခြူပါတယ်ညနေပိုင်းစားရင်လဲခြူပါတယ်ငရုတ်သီးကိုမနက်ပိုင်းစားရင်လဲဆက်ပါတယ်ညနေပိုင်းစားရင်လဲဆက်ပါတယ်ကြကြသည်မနက်ပိုင်းစားလို့ခြူပြီးညနေပိုင်းစားလို့ဆက်တယ်ဆိုတာမရှိပါဘူး ငရုတ်သီးသည်မနက်ပိုင်းစားလို့ဆက်ပြီးညနေပိုင်းစားရင် ချိုတယ်ဆိုတာမရှိပါဘူးဆက်တက်တဲ့သဘောကဆက်မှာပါပဲချိုတက်တဲ့သဘောကချိုမှာပါပဲအဲ့ဒီအတိုင်းပါပဲကုသိုလ်ကောင်းမှုကိုဘယ်အချိန်ပဲလုပ်လို့ကုသိုလ်ရဲ့အကျိုးကိုရရှိမှာဖြစ်ပါတယ်တိဟပတိကဘိုးရစာကိုကြံဖြူတစ်ချောင်းဆက်တာပါတယ်ဘိုးရစာကကြံဖြူကို အဖျားကနေစပြီးစုပ်ပါတယ်အဲ့ဒီအချိန်မှာတိဟပတိက အမတ်ကြီးပညာရှိတဲ့အမတ်ကြီးဖြစ်ပါလေရဲ့အဘဲကြောင့်ကြံကို အဖျားကစဆုပ်ရပါတည်းလို့မေးပါတယ်သီဟပတိတဖြည်းဖြည်းချင်းချိုလာအောင်လို့ငါကအဖျားကစဆုပ်ခြင်းဖြစ်တယ်လို့ဘူရသာကဖြေပါတယ်အဲ့ဒီအခါမှာသီဟပတိကဘုရားဤတရားတော်မှာကိုေးတော်လက်မဆန့်မီစံတော်လက်မကွေးမီတည်ခြင်းတရားရောက်လာနိုင်တယ်အကယ်၍အမတ်ကြီးကအဖျားက နေပြီးတော့ကြံကိုစုပ်နေတော့ အရင်မရောက်ခင်တည်သွားမယ်ဆိုရင် အမကြီးနစ်နာလိမ့်မယ်လို့ပြောပါတယ်အဲ့ဒီအခါမှာဘိုးရသာကတိဟပတိငါကလောကီအမြင်နဲ့ပြောတာတင်ကဗုဒ္ဓတရားနဲ့ပြောတာတင့်စကားကပုံမှန်ပါတယ်ဆိုပြီးဝန်ခံသွားပါတယ်ဒါကြောင့်တည်ခြင်းတရားဟာအချိန်မရွေးကြောက်လာနိုင်တဲ့အတွက်ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာနေရွှေညရွှေမရွှေတင်ပါဘူးဖျားပန်းလဲတဲ့အလုတ်ဟာဘယ်အချိန်မှဆိုလောက်ကောင်းတယ်လို့ မှတ်သားထားရမှာဖြစ်ပါတယ်ဒီလိုမှန့်တွေကို ပြန်တဲ့အခါမှာဦးသိန်းရဲ့တစ်တော့ကဒကာဒကာမအချို့ကခွေးဟောင်တိုင်းထမကြည့်ပါနဲ့လို့ပြောပါတယ်ခွေးဟောင်တိုင်းထမကြည့်ခြင်းပဲမဲ့ခွေးဟောင်တန်ကြားရင်ဘေးလူတွေအေးရေးပြတ်ပါတယ်ဒါကြောင့်ခွေးမောင်းဖို့တော့လိုပါတယ်နော်သူမှန့်ထားတာက အမှန်တရားရဲ့အမှန်ဆုံးကို ပြောရရင်အရှင်ဖះလဲတစ်တော့နဲ့မဆိုင်ပါဘူးဖះတဲ့ ။ဦးစင်တစ်တော့နဲ့မဆိုင်ဘူးဆိုတဲ့အကြောင်းကိုပိဋကအကူကားနဲ့ခြားပြပေးပါနော်။အရက်သေးကသူပြောငါပြောစကားတွေ ယူလာပြီးလာမပြောပါနဲ့။ဘာကြောင့်လဲဆိုရင်အရက်သေးကသူပြောငါပြောစကားတွေဟာပညာရှိတွေရဲ့အလဲမှာဘောင်မဝင်လို့ဖြစ်ပါတယ်။အရှင်ဖျားကတစ်တော့ဆယ်လီ ဖြစ်နေလို့အရှင်ဖျားရဲ့အကောက်ကိုတောင်မစွန့်လွှတ်နိုင်တဲ့။ဦးစင်ကတစ်တော့နဲ့ဖတ်ပြီးမွေးလာတဲ့သူမဟုတ်ပါဘူး။ ယဟန်ဖြစ်တဲ့အခါမှာလည်းပဲတစ်တော့နဲ့ဖြစ်လာတဲ့သူမဟုတ်ပါဘူးဆိုလိုချင်တာကတစ်တော့ဟာဥသိင်းရဲ့ဘဝမှာအရေးပါအရာရောက်တဲ့အရာမဟုတ်ဘူးလို့ဆိုလိုချင်တာပါဒါကြောင့်ဥသိင်းအနေနဲ့တစ်တော့ကိုမစွန့်လွှတ်နိုင်စရာဘာအကြောင်းမှမရှိပါဘူးဒါဖြင့်ဘာကြောင့်တစ်တော့ကိုအတုံးပြုနေရတာလဲဆိုရင်တစ်တော့တို့ဖိဖုတ်တို့ဆိုတာဟာဗုဒ္ဓဓမ္မတွေကိုဖြန့်ဝေရတာလွယ်ကူလို့ဖြစ်ပါတယ် ဦးသိန်းရဲ့တက်တော့အကောက်ထဲမှာလည်းပဲဗုဒ္ဓဓမ္မတွေကိုပဲတင်ထားတာရှိပါတယ်။ဒကာတော်ကဦးသိန်းရဲ့မှားကွက်ကိုကြတော့မြင်ပြီးဦးသိန်းအကောက်ထဲမှာတင်ထားတဲ့ဗုဒ္ဓဓမ္မတွေကိုမမြင်တာဟာဒကာတော်ရဲ့တန်တမ်းမှာသူတော်ကောင်းတရား꿰နေတာဖြစ်ပါတယ်။ဒါကြောင့်ဦးသိန်းရဲ့အမှားကိုလိုက်ကြည့်နေမဲ့အစားကိုယ်တန်တမ်းမှာသူတော်ကောင်းတရား꿰နေပါလားဆိုတာကိုသိအောင်အရင်လုပ်ပါလို့ပြောခြင်းပါတယ်။